Hello အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ကျွန်တော်တို့ဒါပြောပြရမယ်အကြောင်းရင်းကတော့ကျွန်တော်တို့ mobile phone မှာပါတဲ့ app တွေကိုအလွယ်တကူ lock ခန့်နည်းကိုကြာကျွန်တော်ပြောပြပြီးတော့မှဖြစ်ပါတယ်ဒါဆိုရင်ကျွန်တော်တို့ video တော့အဆုံးထိကြည့်ဖို့လိုပါတယ် video ကြိုက်တယ်ဆိုရင်တော့ကျွန်တော်ရဲ့ channel လေးကိုလည်း like subscribe and share လေးလုပ်ပြီးမှအားပေးလို့ရပါတယ်เนาะတချို့ကဒါ video တော့အဆုံးထိကြည့်တယ်ဒါပေမဲ့ like เนาะ like မလုပ်ဘူး subscribe မလုပ်ကြဘူးပေါ့เนาะကျွန်တော်တောင်းဆိုချင်တာ video အဆုံးထိကြည့်ပြီးရင်တော့ subscribe တွေလုပ်ပြီးဖို့အတွက် ောင်းဆိုချင်တာပေါ့နော်ဒါဒီ lock ခဲ့နေရဘယ်ဖုန်းမဆိုရတာနော်တသိန်းတန်ဖုန်းလဲရတယ်နှစ်သိန်းတန်ဖုန်းလဲရတယ်သုံးသိန်းတန်ဖုန်းလဲရတာပေါ့နော်ဒါဆိုရင်ကျွန်တော်တို့အချိန်လေးမစွဲဘဲနဲ့ကျွန်တော်တို့ဒါစလိုက်ရအောင်နော်စဖို့ဆိုရင်ပထမဆုံးအနေနဲ့ကျွန်တော်တို့ setting ထဲကိုတွန်းမယ်โอเคနော် setting ထဲကိုတွားပြီးလို့ရှိရင်တော့ကျွန်တော်တို့အောက်ဆုံးစွဲမယ် နော်ဆွဲပြီးမှကျွန်တော်အဲ့ app ဆိုတဲ့ icon နေရာလေးကိုကျွန်တော်ဒါနှိပ်လိုက်မှာပေါ့နော်နှိပ်ပြီးရင်ကျွန်တော်အောက်ဆုံးမှာတွေ့ရတာပေါ့ app lock နော်အောက်ဆုံးမှာတွေ့ရတာကျွန်တော် app lock အဲ့ဒီထဲကနေကျွန်တော်ဝင်လဲရတယ်နော်အကယ်လို့ကျွန်တော်အဲ့ဒီနေရာကိုမတွေ့ဘူးဆိုရင်ကျွန်တော် setting ထဲကိုပြန်သွားမယ်နော်ပြန်သွားပြီးလို့ရှိရင်အပေါ်ဆုံး search bar မှာ ဒါကျွန်တော်နှိပ်မှာပေါ့နော်အပေါ်ဆုံး search bar ကိုကျွန်တော်နှိပ်ပြီးလို့ရှိရင်တော့ကျွန်တော် app lock လို့ကျွန်တော်ရေးချလိုက်မယ်နော်ရေးချပြီးအပေါ်ဆုံးမှာကျွန်တော်အနီအောင်အကွက်လေးနဲ့ကျွန်တော် app lock ဆိုတာဒါပေါ်လာပြီပေါ့နော်အဲ့ဒီကောင်လေးကိုကျွန်တော်တို့ဒါတစ်ချက်နှိပ်မှာပေါ့နော်โอเคကျွန်တော်တို့ဒါနှိပ်ပြီးရလို့ရှိရင်တော့ အောက်ဆုံးမှာပြတ်ထားတယ်ကျွန်တော်10 on ဆိုတဲ့ဥစားလေးကိုကျွန်တော်ဒါနှိပ်လိုက်မှာပေါ့နော်နှိပ်ပြီးသွားလို့ရှိရင်ကျွန်တော်အဲ့မှာအောက်ဆုံးမှာပြတ်တယ်နော်ဒီအကွက်လေးကိုနှိပ်ပြီးရင်အဲ့ဒီမှာသူကရွေးရွှဲစရာ၃ခုပေးထားတယ်ဘတ်တန်ရယ်ပင်ရယ် password ရယ်နော်ဒါကိုစိတ်ကြိုက်ထားလို့ရတာပေါ့နော်ဒါကိုစိတ်ကြိုက်ထားလို့ရတယ်ဒါကျွန်တော်ပြောစရာမလိုပါဘူးနော်ကျွန်တော်ဒါ ပင်လေးနဲ့ကျွန်တော်တို့ထားမယ်ဆိုရင်ပင်နံပါတ်၄ပေါ့နော်ဒီနေရာမှာကျွန်တော်ကတော့1 2 3 4 5เนาะ1 2 3 4ပေါ့နော်အာဒီကောင်ကိုနှိပ်ပြီးရင်ကျွန်တော် confirm လုပ်ပေးဖို့အတွက်လိုတာပေါ့နော်ပြန်နှိပ်ပြီးပါလို့ရှိရင်ကျွန်တော် next ကိုနှိပ်မယ်နှိပ်ပြီးပါလို့ရှိရင်သူက sign up လုပ်ခိုင်းတယ်ကျွန်တော် not now ကိုကျွန်တော်နှိပ်မှာပေါ့နော်အဲအဲ့ဒီနေရာမှာ second လေးအနေငယ်ကျွန်တော်စောက်ရမှာပေါ့နော်စောက်ပြီးလို့ရှိရင်เนาะ not now ကိုပြန်နှိပ်ပေါ့နော်နှိပ်ပြီးပါလို့ရှိရင်ကျွန်တော်အောက်ဆုံးက နော်အဲ့ဒီကောင်လေးကိုကျွန်တော်အမှန်ချစ်အကလုံးဖြုတ်မှဖြုတ်ပြီးလို့ရှိရင်ကျွန်တော်အောက်ဆုံးကအကွက်လေးကိုဒါပြန်နှိပ်မှာပေါ့နော်โอเคဒီနေရာမှာကျွန်တော် fingerprint ပါတဲ့ဖုန်းလေးဆိုရင် fingerprint ကိုတုံးလေးရတာပေါ့နော်ဒါဆိုရင် fingerprint အပေါ်မှာလက်လေးတင်မယ်ဆိုရင်ဒါ fingerprint လည်း okay သွားပြီနော် successful လို့ပြပြီပေါ့နော်ဒါဆိုရင်ကျွန်တော်တို့အဲ့ဒီနေရာမှာကျွန်တော် setting တွေကိုပြန်ဝင်မယ်โอเคเนาะဝင်ပြီးွားလို့ရှိရင်အခုပြထားတဲ့အကွက်လေးကိုတွားပြီးမှနံပါတ်1အကွက်ကိုကျွန်တော်ရွေးရမှာဖြစ်တာပေါ့เนาะ โอเคအဲ့ဒါလေးပြီးလို့ရှိရင်เนาะကျွန်တော်တို့ကြိုက်တဲ့ app ကိုเนาะအာဥပမာဆိုရင်ဒီမှာကျွန်တော်ဆိုရင်ဒါ YouTube ပေါ့เนาะ YouTube ရဲ့เนาะโอเคကျွန်တော်တို့ကြိုက်တဲ့ app เนาะဒီနေရာမှာကိုကြိုက်တဲ့ app ကိုဒါ lock ခက်လို့ရတာပေါ့เนาะဒီ lock ခက်နေရကျွန်တော်တို့ဒါအလွယ်တကူသူများတွေကိုရဲ့เนาะအာဖုန်းကိုဒါယူတုံးရင်လဲဒါဘာမှတွေ့မှာမဟုတ်ပေါ့เนาะဒါဆိုရင်ကျွန်တော်တို့ပြန်ကြည့်ကြည့်မယ်โอเคဒီမှာဆိုရင်ကျွန်တော်တို့ဒါ fingerprint နဲ့ sign ကြည့်မှာပေါ့เนาะ โอเค fingerprint เนี่ยအဆင်ပြေသွားပြီဒါဆိုရင်ကျွန်တော်ပတ်တန်လေးနဲ့ကျွန်တော်ပြန်စမ်းကြည့်မှာ1နှစ်3လေးโอเคเนาะဒါဆိုရင်ကျွန်တော်လော့ခတ်တာအော်မြင်နဲ့ပြီးသွားပြီเนาะအားလုံးကိုကျေးဇူးတင်ပါတယ်ဘိုင်ဘိုင်